ကိုလဂျင်တောက်မယ်ဆိုတော့ကိုလဂျင် molecule size ကိုကြည့်ရမယ်အဲ့တော့ကိုလဂျင်က molecule size ကြီးတဲ့ခါကျရင်ခန္ဓာကိုယ်ကကောင်းကောင်းမဆုပ်ယူနိုင်ဘူးအဲ့တော့ကျွန်တော်တို့တောက်လိုက်တဲ့ကိုလဂျင်တရားရာခိုင်နှုန်းလို့ခန္ဓာကိုယ်ကမဆုပ်ယူနိုင်ပါဘူးအဲ့တော့ molecule size ကြီးလေဆုပ်ယူမှုအားနည်းလေဆိုရင်ထိရောက်မှုအားနည်းလေဖြစ်ပါတယ်အဲ့တော့ molecule တိမတိဘယ်လိုကြည့်ရမလဲဆိုရင်အညွှန်းတွေမှာရေးထားတယ် hydrolyte collagen peptide dibeptide tripeptide ဆိုပြီးတော့ရေးထားတာတွေ့ရလိမ့်မယ် အဲ့ဒါတွေဆိုရင်တော့ molecule တိတိလေးရဲ့အဖြစ်ကိုဖြိုခွဲထားတာဖြစ်တဲ့အတွက်စုပ်ယူမှုအားပိုကောင်းပါတယ်။အဲ့တော့ molecule site တီးတဲ့အတွက်စုပ်ယူမှုအားလည်းကောင်းတယ်။တိတာတဲ့ရလက်ကိုလည်းအချိန်တိုတွင်းထဲမှာရရှိနိုင်ပါတယ်။ collagen တောက်မယ်ဆိုရင်နောက်ထပ်ကြည့်ရမယ့်အချက်ကတော့ collagen ရဲ့ပါဝင်မှုပမာဏကိုကြည့်ရမှာဖြစ်ပါတယ်။အခုမှစားတောက်မဲ့သူတွေဆိုရင်တော့တစ်နေ့ကို collagen ပမာဏ8000ဝန်းနဲ့1000ထိတောက်တုံးပေးရပါတယ်။အဲ့လောက်မီလီဂရမ်လောက်ကို 3လလောက်တောက်ပြီးတော့တိတာတဲ့ reset တွေရပြီးအသားရည်တွေလည်းစိုးပြေလာပြီဆိုရင်နေ့တိုင်းတောက်နေရကနေပြီးတော့တစ်ရက်ချာနှစ်ရက်ချာဒါမှမဟုတ်9000 mg လောက်ဖြစ်ဖြစ်လျှော့ပြီးတော့ထိမ့်သိမ့်ပြီးတော့တောက်သွားလို့ရပါတယ်